အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ယခုဒီတစ်ခေါက်ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အလူသားကပ္ပအပိုင်းမှာဒုတိယမြောက်အစောဆုံးမှတ်တမ်းဝင်ခဲ့တဲ့တိုက်ပွဲအကြောင်းကိုကျွန်တော်အနည်းငယ်တင်ဆက်ပေးချင်ပါတယ်ဒီနေ့လေးဖြိုင်းရင်တော့ season လေးစားလိုက်အောင်ခင်ဗျာချီခေအကုန်ပိုင်းလောက်မှာအဲယခုလက်ရှိဆိုရင်တော့ Syria နိုင်ငံဒေသပေါ့ Syria နိုင်ငံဒေသချီခေအကုန်ပိုင်းလောက်မှာဆိုရင် စိုက်ကံမြို့တွေကတဖြည်းဖြည်းထွန်းကားလာပြီးတော့ကုန်သွယ်မှုအခြေအနေတွေကလည်းတဖြည်းဖြည်းတိုးတက်လာခဲ့တာကိုတွေ့ရပါတယ်။ AGM ပင်လည်းဒီ Greek ကျွန်းဆွယ်ထွက်နေတဲ့ AGM ပင်လည်းတဲထီကိုလည်းသူတို့တွေကကုန်သွယ်လာခဲ့တယ်။အဲသူတို့အဓိကကုန်သွယ်တဲ့အကြောင်းအရာတွေကတော့တတ်ထုနဲ့အစားအသောက်ကုန်သွယ်တွေဖြစ်ပါတယ်။ကျွန်တော်ကုန်လမ်းပိုင်းမှာဆိုရင်လည်းအခုအချိန်မှဆိုရင်တော့အရှေ့လေပိုင်းဒေသပေါ့ Iran Iraq ဘက်တွေပေါ့အဲ့ဒီဘက်တွေကိုဖြတ်ပြီးတော့ကုန်သွယ်မှုတွေထွန်းကားလာခဲ့ပါတယ်။ အဓိကမြေဝန်းနေဖြစ်တဲ့ Euphrates နဲ့ Tigris မြေဝန်းနေမှာလဲစိုက်ပျိုးရေးတွေကျွဲဝပြီးတော့သူတို့တွေကချမ်းသာလာခဲ့ကြပါတယ်အဲ့ဒီ Syria ဒေသကတင်းငယ်တဲ့နိုင်ငံလေးတွေကိုဝန်းရံထားတဲ့ Empire ကြီးတွေလည်းရှိပါတယ်အဆက်၅ရာစု BC မှာဆိုရင်တော့အင်အားကြီးနိုင်ငံတွေက Syria ဒေသတွေကိုထိန်းချုပ်ဖို့ကြိုးစားလာကြပါတယ်အထူးသဖြင့် Egypt မင်းနိုင်ငံတဲ့ပေါ့ New Kingdom နဲ့ Mediterranean နိုင်ငံတွေပါတယ် မကြာခင်ကမှအီဂျစ်တွေစုမှုလာတဲ့ဟိုင်ဆော့စ်လို့ခေါ်တဲ့မျိုးနွယ်တွေကဒီဆီးရီးယားဒေသမှာရှိတဲ့ခါနန်ဒေသကိုတင်ပိုက်ပြီးတော့ကျေဝချမ်းသာလာကြပါတယ်ခါနန်ဒေသဆိုရင်တော့ယခုလက်ရှိအစ္စရေးဒေသကိုစုလို့တာဖြစ်ပါတယ်အဲ1344 BC မှာမစ်တန်နီနိုင်ငံရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ယခုတူရကီနိုင်ငံမှာဆိုရင်ဟစ်တိုက်အင်ပါယာကထွန်းကားလာခဲ့ပါတယ်ပထမမြောက်ဆူဖီလူလီမှာဘုရင်က သူကပုံကံပြီးတော့ဘရင်ဖြစ်နန်းတက်လာခဲ့တာဖြစ်ပါတယ်။ဟိတ်တိုက်ဘရင်ကဒီအနာတိုလီးယားဒေသလို့ခေါ်တဲ့ယခုယနေ့ခေတ်တူရကီဒေသကိုအတူတိမ့်ပိုက်ပြီးတော့အင်အားကြီးမှလာခဲ့ပါတယ်။ဒီဟိတ်တိုက်အင်ပါယာကမီတာနီအင်ပါယာကိုကျူးကျော်စစ်ဆင်ခဲ့ပါတယ်။ဒီလိုနဲ့ဟိတ်တိုက်တွေကမီတာနီအင်ပါယာကိုတိမ့်ပိုက်ရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဟိတ်တိုက်တွေကစီးရီးယားဒေသမှာအရေးပါတဲ့မြို့ဖြစ်တဲ့ကာဒက်ရှ်လို့ခေါ်တဲ့မြို့ကိုတို့တို့တွေကတိမ့်ပိုက်လိုက်ပါတယ်။ ဒါအပြင်အဲအဲ့ဒီကာဒက်ရှ်မှာရှိနေတဲ့ Egypt တွေကိုလည်းသူတို့တွေကမောင်းထုတ်လိုက်ကြပါတယ်တောင်ဘက်ကိုတိုက်ထုတ်လိုက်ပါတယ်ဒါပေမဲ့ Egypt တွေကတော့နှစ်တွေကြာသွားတဲ့အထိကိုဒီ Syria တွေကိုတုံ့ပြန်ခဲ့ခြင်းမရှိပါဘူးမင်းဆက်90အထိကြာသွားပါတယ်အနောက်ပိုင်းမှာတော့ Hittite တွေက Syria နဲ့အဲနိုင်မြေဝန်ကတချို့ဒေသတွေကိုတည်ဆောက်ခံဖို့ဆိုပြီးတော့စားတွေပို့ရမျိုးလည်းရှိလာခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့16ခုမြောက်အဲဖိုင်ရိုမင်းဆက် အင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်တို့ 19th Dynasty ပေါ့ဗျာစက်တီပထမမြောက်စက်တီဘုရင်ကအီဂျစ်စစ်တပ်ကိုကိုယ်တိုင်ဥဆောင်ပြီးတော့အာရှတိုက်တဲ့ကိုစစ်ချီလာခဲ့ပါတယ်သူရဲ့အာဏာနဲ့ရပိုင်ခွင့်အတွက်ကာဒက်ရှ်မျိုးကိုပြန်တင်ဖို့ဖြစ်ပါတယ်။သူကကာဒက်ရှ်ကိုလည်းအဲတိုင်ပိုက်အောင်မြင်ခဲ့ပါတယ်။ဟစ်တိုက်တွေကိုမောင်းထုတ်ပြီးတော့အဲစစ်ကိုအောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲနန်းဆိုင်ရမျိုးဖြစ်တဲ့အဲမင်းနစ်ပြည်တော်နဲ့ ကာဒက်ရှမြို့ကအရန်ကိုဝေးလွန်လာကြောင်းမလို့ထိန်းချုပ်ဖို့ကမဖြစ်နိုင်တဲ့အတွက်အီဂျစ်တပ်တွေကပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။တဆက်တီဘင်းတည်ဆုံးပြီးတဲ့နောက်ပိုင်းမှာတော့ဟစ်တိုက်တဲ့ကာဒက်ရှမြို့တော်ကိုတပံပြန်လည်တိုက်ပိုင်းရရှိခဲ့ပါတယ်။အီဂျစ်ထီးနန်းကသူ့ရဲ့အရေးရှင်ပြေဝတဲ့သားဖြစ်တဲ့ဒုတိယမြောက်ရမီစီစ်ကနေပြီးတော့ဆက်ခံခဲ့တာဖြစ်ပါတယ်။ရမီစီစ်ကနန်တက်၄နှစ်မြောက်ဖြစ်တဲ့1200 55 BC မှာ ဲ့ဒီကာဒက်ရှ်မြို့မှာရှိတဲ့အဲဘင်ငန်ကနေပြီးတော့သူ့ကိုရောင်းပြီးတော့တစ်ဆာခံခဲ့ပါတယ်။တမိုင်းမတန်းရတော့အဲ့လိုသိရပါတယ်။ဒီအချိန်မှာတော့အဲဟစ်တိုက်ဘင်ဖြစ်တဲ့မူဝါဒလီဒုတိယမြောက်မူဝါဒလီဘင်ကလည်းကာဒက်ရှ်ကိုသူ့ရဲ့စစ်တပ်နဲ့ချီတက်လာခဲ့ပါတယ်။ဒီလိုနဲ့1295 BC ဆောင်းဦးမှာတက်ကြီးနှစ်တက်ကမြို့ရဲ့အရှိဘက်နဲ့အနောက်ဘက်မှာတစ်ဖက်စီနေရာဆွဲထားပါတယ်။အဲ့ဒီခေတ်တုန်းကတိုက်ပွဲအပြင်းစင်ကယခု အလဲခေနေရောယခုခေတက်ကွက်ပြင်စင်နေရောအရန်ကွာချားပါတယ်အဲများသောအဖြစ်ခြေလျင်တက်တွေကကြီးလက်နဲ့တွေကင်ဆောင်ကြတယ်နော်ကြီးခေတွေဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာ cherry လို့ခေါ်တဲ့မြင်းလဲတွေလည်းပါဝင်ပါတယ် cherry တွေကအဲ့ဒီခေတုံးကတော့ထိုးစစ်ရဲ့အဓိကလက်နဲ့တွေဖြစ်ပါတယ် ramesis ရဲ့တက်တွေကအတူတူသဖြင့် cherry တွေကိုအစင့်မြင့်တင်ထားခဲ့ကြပါတယ် egypt တက်ကနေပြီးတော့ cherry အစည်းရ2000နဲ့စစ်တီ4000မောင်းနေကြပါတယ် ခြေလင်တက်ကတော့16000ပါဝင်ပါတယ်အီဂျစ်တက်ဟာတက်မှ၄ခုခွဲတာပြီးတော့တက်မှရဲ့နာမည်ကတော့ဗီတူရီယာမြောက်ရမီစီးဘီရင်ကိုတိုင်ဦးဆောင်တဲ့တက်ကိုတော့အာမွန်တက်လို့ခေါ်ပြီးဂျန်နက်တက်ကတော့ရာဖတ်နဲ့ဆက်တူဖြစ်ကြပါတယ်တက်မှတစ်ခုစီမှာခြေလင်တက်သား၄000နဲ့ချယ်ရီယာစီး900ပါဝင်ကြပါတယ်ဖိတိုက်စစ်တက်မှဆိုရင်ခြေလင်1000ခွဲနဲ့ချယ်ရီယာ1000တော့ပါဝင်ကြပါတယ်ဒီလိုနဲ့ ရမီစီစီတက်မအန်မွန်ဟာကဒက်ရှ်မြို့ရဲ့အနောက်ဘက်နီးကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဟစ်တိုက်ပြီးရင်ဘူဝါတာလီရဲ့တက်ကလည်းမြို့ရဲ့တစ်ဖက်ကမှရောက်ရှိနေပါတယ်။အီဂျစ်ရာရဲ့တက်မကဒီအော်ရွန်တီမြို့ကိုဖျက်ခူးလာခဲ့ပြီးတဲ့နောက်ပိုင်းမှာဘူဝါတာလီကချယ်ရီအငါရကိုတက်မရာကိုတိုက်ဖို့အတွက်ကဒက်ရှ်မြို့ကနေပြီးတော့တောင်ဘက်ကိုဆီလွတ်ခဲ့ပါတယ်။ဒီလိုနဲ့ဖြစ်တဲ့ချယ်ရီရဲ့တရားဂျီရာတက်မကိုဘေးကနေထိုးစစ်ဆင်တဲ့အခါမှာ ဒီချစ်ချေလျင်တက်တွေကဖွဲ့စည်းပုံပြတ်ပြီးတော့ချုံနှိမ်သွားခဲ့ပါတယ်။တောင်တယောက်မြောက်တယောက်ပြေးကြပြီးတော့ chariot တွေကလည်းအဲသူရဲ့ဘရင် pharaoh ဘရင်ရှိတဲ့တပ်မစီကိုထွက်ပြေးသွားကြပါတယ်။အဲ့ဒီအချိန်မှာ hitite chariot 900ကဒုတိယမြောက် ramis စီတက်စီကိုချီတက်လာပါတယ်။အဲ့ဒီအချိန်မှာလန်တရားဖြစ်နေတဲ့ egypt တက်တွေကခန့်စစ်ကိုချက်ချင်းပဲပြင်ဆင်ရပါတယ်။ hitite တွေကလည်းထိုးစစ်ကိုစတင်တိုက်ခတ်လာပြီးတော့အပြင်းထန်တိုက်ကြပါတယ်။အဲ့ဒီအချိန်မှာ ဒုတိယမြောက်ရမီစီဘီယန်ကချက်ချင်းပဲသူ့ရဲ့ chariot တွေကိုခေါ်ပြီးတော့အဲနှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့နေရာကြီးသွားပြီးတော့နောက်ကနေနှစ်ဖက်ညက်တိုက်ခဲ့ပါတယ်သူကိုယ်တိုင်ဥဆောင်ပြီးတော့အဲဒီအချိန်မှာဖြစ်တိုက်တွေကလည်းမခံနိုင်တော့ဘဲနဲ့အကြဆုံးများလာပြီးပြန်လည်းထွက်ပြေးကြပါလေအဲလိုထွက်ပြေးတဲ့နောက်ကို Ramesses ကလည်းလိုက်ပြီးတော့တိုက်ဖို့ကိုအမိန်ပေးခဲ့ပါတယ်အဲလိုမျိုးအမိန်ပေးတဲ့အခါမှာ Ramesses မရှိတော့မှသူ့ရဲ့ခြေဆိုင်ဖြစ်တဲ့တပ်စခန်းကို ဒီမူဝါဒလေးကအော်ရန်ဂျီမြစ်ကိုဖြတ်ကူးပြီးတော့မူဝါဒလေးဥဆောင်ပြီးတော့လာရောက်တိုက်ခိုက်ပါတယ်ဒီအချိန်မှာလည်းစစ်ပန်းနေတဲ့တပ်တွေကတပ်ပန်းခံစစ်ကိုပြန်ပြင်ရတဲ့အခါမှာအကျဆုံးမျိုးတစ်ပြေးပြေးများပြားလာတာဖြစ်ပါတယ်တပ်အတွင်းထိကိုရောက်ရှိတိုက်ခိုက်နေပြီးဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲမြောက်ဘက်ကအီချစ်တပ်မတကူကလည်းစစ်ကူပေးဖို့ရောက်ရှိလာပြီးခေတ္တတပ်ကိုတိုက်ခိုက်ပါတယ်ဒါအပြင်ရမီစစ်တပ်ကလည်း ပြန်ရောက်ရှိလာတော့မှဖြစ်တဲ့အတွက်အဲ့ဒါကိုသိတဲ့မူဝါဒလေးကကြာဆုံးများစွာနဲ့ပဲပြန်လည်ဆုတ်ခွာလာခဲ့ရပါတယ်။နောက်ရက်မှဆိုရင်တော့ PDM ရဲ့ Remisi Spiral နဲ့သူ့ရဲ့တမတ်၃ခုကနေပြီးတော့ Fantasy မျိုးကိုဝင်ရောက်တိုက်ခိုက်တာအောင်မြင်ခဲ့ပါတယ်။အနောက်ပိုင်းမှာတော့မူဝါဒလေးကနေပြီးတော့အညာခံကြောင်းငင်းချင်းရေးစာလွာကို ပို့ဆောင်ခဲ့ပါတယ်။ Remisi Studio မျိုးစီတို့ပေမဲ့လည်း Cartage မျိုးကိုအီဂျစ်တို့အောင်နိုင်ပေမဲ့လည်း တိုက်ပွဲတွေကတော့နေအနက်မှာဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမူဟာတလီကိုဆက်ခံတဲ့တတိယမြောက်မူစီလီပင်လက်ထက်မှာဆိုရင်ရမီစစ်နဲ့တီထန်နဲ့ထရီတီလို့ခေါ်တဲ့ငင်းချင်ရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။ဒါကတော့ကာဒက်တိုက်ပွဲရဲ့အကျဉ်းချုပ်ဖြစ်ပါတယ်။1994ခုနှစ်မှာဖြစ်ခဲ့တဲ့ကမ္ဘာတမိုင်းမှာအစတီယာမြောက်အစောဆုံးတည်ရှိခဲ့ရတဲ့မှတ်တမ်းဝင်ခဲ့တဲ့တိုက်ပွဲအကြောင်းဖြစ်ပါတယ်။ နောက်ထပ်အကြောင်းအရာလေးတွေသိချင်ရင်လည်းတစ်ချက်လောက်ပြပြပြီးသွားကြပါအောင်။ရောက်စီတိုင်းကြက်မှတ်ရှင်းလာကြပါလေ။